အကယ်၍ဘရူနိုသာထွက်ခွာသွားခဲ့ရင်ပရိသတ်များအားလုံးပဲမိန်လာများမန်ချက်စတာဖော်ဝါဆောင်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တဲ့အတွက်ပွဲတိုင်းဆွမ်းဆန်းတမန်ကြိုးစားရုန်းကန်ပေးနေတဲ့ကစားမဆိုရင်ဘရူနိုဖာနန်တက်ကိုပဲပြရမှာပါဖာနန်ဒါဟာ United ရဲ့အကောင်းဆုံးကစားမဆုကိုထပ်ထိုက်တင်ရရှိခဲ့တယ်လို့ဒီဟာဒီလိုမျိုးအသိနှိမ့်ကြနေတဲ့အချိန်မှာတော့သူ့ရဲ့ချင်းစွမ်းကတော့အားကိုးနေရတော့ပါပဲ။ ဖာနန်နက်ဟာ United အတွက်ပွဲပေါင်း290ပါဝင်ကစားပေးထားရမှာဂိုးပေါဝင်ပတ်သက်မှု185ကျိန်အထိပြုလုပ်ပေးထားပါတယ်။အသက်30ရွယ်ကစားမကိုရောင်းချပစ်လိုက်ဖို့လူတချို့ကဆိုချပေမဲ့ဖာနန်နက်ဟာ United ရဲ့အထက်ကစားမအဖြစ်ရှိနေတော့မှာပဲ။ဒီလိုစွမ်းဆောင်နေကြောင်းလဲဖာနန်နက်ကို Sorry Bro League ကအလို့ရှိနေတာဖြစ်ပါတယ်။ဘရူနိုကအီလီရဲ့ယူတန်းတရာတဲ့ကံလန်ချက်ကြောင့်အသင်းပြောင်းရွှေ့မှာစိုးရိမ်နေကြတဲ့အချိန်မှာဖာလင်တက်ကပရိသတ်တွေကြားစိုးရိမ်စိတ်တိုစရာပို့တစ်ခုကိုတင်လာခဲ့ပါတယ် အဲ့ဒီလေဟာမကြခင်မှာကလပ်ဝေါ်တိုးစတင်ကစားတော်မှာဖြစ်တဲ့အတွက်ဘရူနိုရဲ့ပြောင်းရွှေ့ကိုအပြီးတက်နိုင်ဖို့အမြန်ဆုံးတိုက်တွန်းသွားခြင်းနေကြောင်းသတင်းတွေကအပြိုင်ဆိုင်ရေးသားဖော်ပြနေကြပါတယ်ပါတဲ့အေဂျင့်မီကွဲပင်ဟိုကလက်တလုံးမှာအိလေအမှုဆောင်အနေနဲ့ရီယက်ကလေးရာသီဟိုတယ်မှာတွေ့ဆုံခဲ့ကြပြီးအတွင်းသတင်းတွေကတော့ဆွေးနွေးမှုဟာအပေါင်းလက္ခဏာဆောင်လာကြောင်းပြောလာခဲ့ပါတယ်။အိလေကဘရူနိုကိုပေါင်တန်း200လောက်ထိရရှိနိုင်မယ့်၃နှစ်စာချုပ်နဲ့ဂန်လန်ထားသလိုခြေစွမ်းပြနိုင်သလောက်ဘောနပ်တွေလည်းအများကြီးရရှိမယ်လို့သိရပါတယ်။ ဒီထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ Fernandez အတွက်အခွန်မပါတဲ့တပတ်လုခလာစာပေါင်9သိန်းကိုပေးသွားမှာဖြစ်ပြီးလက်ရှိ Fernandez ရရှိနေတဲ့လာစာပေါင်2သိန်း8000ထက်အများကြီးပိုများနေတာကိုတွေ့ရပါတယ်။ Fernandez ကအစပထမအသင်းကနေထွက်ခွာမှာမဟုတ်ဘူးလို့ပြောထားပေမဲ့ဒီတစ်ပတ်ထဲထွက်ပေါ်လာတဲ့သတင်းတွေမှာတော့ Bruno က sorry အပြောင်းရွှေ့ကိုလေးနဲ့ထားစဉ်းစားနေတယ်လို့သတင်းထွက်ပေါ်နေပါတယ်။ဒီလိုချင်မဖာနန်တက်ရဲ့ social media post တခုက United အသင်းခေါင်းဆောင်ရဲ့တွေ့ဝင်မှုကိုဖော်ပြနေပြီးသတင်းတွေကမှန်ကန်တယ်လို့ထင်လာရပါတယ်။ဖာနန်တက်ကသူ့ရဲ့ Instagram မှာ တင်တို့စူးစမ်းပြီးကြာရှုံးခဲ့ရင်ကွန်လဂျူလေးရှင်းမှာကျိုးတော်မစူးစမ်းကြတဲ့သူတွေအများကြီးပဲရှိတယ်လို့တင်ခဲ့တာပါဒီလိုအချိန်မှာဒီလို post ကိုတင်ခဲ့တဲ့အတွက် Fernandez ဟာသူ့နာကက်ကိုစတင်စဉ်းစားနေပြီးမို့ပရိသတ်တွေကသူ့ရဲ့အသွင်းကောင်းဆောင်ထွက်ခွာသွားမှာကိုစိုးရိမ်နေကြပါတယ်ပရိသတ်တော်များများကတော့ online မှာ Bruno ထွက်ခွာတော့မယ်လို့ခံမှန်းရေးသားနေကြပါတယ်တချို့ကလည်းဒါဟာအပြောင်းရွှေ့နဲ့မဆိုင်ပဲတချို့ကစားမတွေအားထုတ်မှုမရှိတာကိုပြောချင်တာဖြစ်ကြောင်းသုံးသပ်နေကြပါတယ်ရာဒီကုန်ပြီးတဲ့နောက်မှာအတင်းကောင်းဆောင်တယောက်အနေနဲ့အခုလိုဝေဖန်သုံးသက်ကြည့်နေတာဖြစ်တဲ့လေလို့လည်းပြောဆိုနေကြပါတယ် အင်္ဂလန်ကဘရူနိုကိုအထီးကျလို့ခြေနေကြပေမဲ့လည်း United ကတော့ဘရူနိုဟာရောင်းချဖို့ကစားမတရားမဟုတ်ကြောင်းယူဆထားပါတယ်။အသင်းတောင်းရင်ရှိသူတွေကဘရူနိုကိုသူတို့ရဲ့ရေရှည်စီမံကိန်းမှာပါဝင်ပေးဖို့မျှော်လင့်ကြောင်းကိုလည်းအချင်းချင်းပြောခဲ့ပြီးပါပြီ။အေမိုရီကလည်းသူ့အသင်းမှာဖာနန်တက်ကိုအလိုရှိကြောင်းပြောထားပါသေးတယ်။ဒါပေမဲ့ဒီကုတဲသောပြဿနာကတော့ United ရဲ့မွေကြီးအကျက်တဲပြဿနာကြောင့်ပြန်စင်းစားရမလို့ဖြစ်နေပါတယ်။ United က Europa League Final မှာ Tottenham ကိုရှုံးနေလိုက်တာကြောင့်လာရသည်မှာ Champions League ဝင်ခွင့်မရတော့ပါဘူး။ဒီတော့ United ကရရှိနိုင်မဲ့စုကြီးမွေပေါင်သန်း100လောက်ကိုဆုံးရှုံးလိုက်ရပါတယ်။ ယူနိုက်တက်ကအသင်းပိုင်ရှင်တဲ့လက်ထက်မှာဝန်ထမ်းဖွဲ့စည်းပုံနဲ့လာစာရှော့ချနေတဲ့အပြင်အသင်းရဲ့ဗန်နာရေးစီးမြင်းနဲ့ညီတော်မဲ့အခြေအနေကနေကဲတင်ရမယ်ဆိုတာအသက်30ကျော်ကစားမဘရူနိုကိုတန်းကြာနဲ့လဲလိုက်ရင်ပြေလည်သွားနေနိုင်ပါရင်ဒဲမဲရာသတင်းထဏာရေးဖော်ပြချက်အရတကယ်လို့ဘရူနိုထွက်ခွာပြခဲ့ရင်အေမိုရင်ကဘရူနိုအစားထိုးပြင်စပိုတင်ကစားသမားပက်ထရိုဂွန်ကာဗက်စ်ကိုခေါ်ယူခြင်းနဲ့ပြီးပြောင်းရွှေ့ခြင်းကပေါင်သန်း90လို့သိရပါရင်ဂွန်ကာဗက်စ်ဟာ အင်မော်ရင်ရဲ့၃လ၃ကစားကွက်နဲ့အသားချပိသားကစားသမားပေါ်အစဉ်ပြေပြေနဲ့အသင်းမှာဝင်ရောက်ကစားနိုင်မယ်အသင်သွင်းကစားမမျိုးဖြစ်ပါရည်။ဒါပေမဲ့သုံးသပ်ကြည့်မယ်ဆိုရင်ပါနယ်လက်လိုကစားမမျိုးကိုအသင်းတီဆောင်နေတဲ့အချိန်မှာပေါင်တန်းတရာမျက်နှာနဲ့လက်လွတ်လိုက်မယ်ဆိုရင်အပေါင်းထက်အနှုတ်ဖက်ကိုပို့ပြီးတော့ရောက်ရှိသွားနိုင်ပါရည်။ဒီတော့ဒီအပြောင်းရှိဟာမတန်တဲ့အပြောင်းရှိတစ်ခုဖြစ်လာမှာမို့ United အနေနဲ့တေချာစဉ်းစားသုံးသပ်ပြီးမှရွေးချယ်တင်ပါရည်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့လောက်ပါပဲ။နောက်နေ့မှလည်း အားကစားနေပတ်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Zone Channel လေးကို Like and Follow လုပ်ပြီးဒီ video လေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ